အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပြပြီးမှာတော့အထူးရောက်ဆုံးပိုက်လိချင်းကလေးတွေပြသပြပြီးမှာဖြစ်ပါတယ်ကျွန်တော်လူလိုက်ပိုက်လိချင်းကြီးအောင်ဟောပြီးအဲ့ဒီပလက်လီအချာမယ်တင်မအောင်မှာလက်ကိုမှောက်ကုန်လေးထားလာမယ်နော်ပင်ခြေတော်နှစ်ချောင်းလုံးကိုဇုံမာမယ်ခြာမယ်သူ့အကျိန်20သုံးကြောလုပ်ပြီးပါဇုံမာခြာတယ်ဆိုပေမဲ့နော်ဒူးလေးကိုနည်းနည်းလေးကွေးထားတယ်နော်ဟောပြီး ပထမဆုံးစလို့ရင်10ကြိမ်မနိုင်သေးဘူးဆိုရင်10ကြိမ်3ကလုပ်ပြရတယ်။တပြေးပြေးနိုင်ပြီဆိုမှအကြိမ်ကြီး23က33ကတိုးပြီးလုပ်ပြရတယ်နော်။ရှူရင်မမယ်ထုတ်ရင်ချမယ်နော်။ရှူရင်မထုတ်ရင်ချကျွန်တော်ကတော့10ကြိမ်ပဲပြပေးထားပါတယ်။အသက်ကြီးအောင်မအောင်တော့အသက်ပုံမှန်ရှူတူရှူတူလုပ်ရမယ်နော် ဟုတ်ပြီနောက်တစ်မျိုးထပ်သွားမယ်နောက်တစ်မျိုးကကြတော့အဲဒီတိုင်းလေးဒူးခေါင်းနဲ့ချောင်းလုံးရှင်ခွေနဲ့ကိုွေးမယ်ရှင်ခွေနဲ့ကိုွေးလိုက်တယ်အောက်ကိုပြန်ဆန်းထုတ်တယ်ဆန်းထုတ်ရင်လည်းဒူးကိုတစ်ဖြောက်တစ်ဖြောက်တည်းဆန်းမထုတ်ဘူးနော်နည်းနည်းလေးကိုွေးထားမယ်သူ့ကိုလည်းဆဲချင်း3ချောရင်းလုပ်ပြီးပါပြီးမှ23ချော32ချော3ချောတိုးလုပ်လို့ရပါတယ် ွေးရင်ရှူမယ်ထောက်ရင်ဆန်းထောက်မယ်နော်ဟောပြီပြေးပြီဆိုရင်ပြေးပြီချင်းပြန်ကြမယ်တမျိုးပြီး7 second လောက်နားလို့ရတယ်နော်7 second 7 second လောက်နားနားပြီးွားရင်နောက်တစ်မျိုးထပ်သွားမယ်ဟောပြီနောက်တစ်မျိုးကကြတော့အဲဒီတိုင်းလေးဟောပြီနားပြီးွားပြီးဆိုရင်နောက်တစ်မျိုးထပ်သွားမယ်နော် အဲ့တန်လေးခြေတော်နှစ်ချောင်းလုံးအပေါ်ဆုံးမှမယ်ချရင်အောင်းရောခဏထိန်ရမယ်3 2 1 go ပြန်တက်မယ်ပြန်ဆင်းမယ်3 2 1 go ပြန်တက်မယ်ပြန်ဆင်းမယ်3 2 1 go ပြန်တက်မယ်ပြန်ဆင်းမယ်3 2 1 go ပြန်တက်ပြန်ဆင်း3 two one go ပြန်လာမယ်ကိုစိတ်တက်ကလိုက်မှန်နေနော် three two one go ဆိုပြီးတော့နော်ပြန်ပြန်ဆဲမယ်နော်ဟုတ်ပြီ30စက္ကန့်စီပေါ့နော်ပြန်ဟောပြီဒီမောက်တဲ့လက်ကိုပြန်ထည့်ထားမယ်တရောင်စစ်ကိုအားပြုတ်ပြီးတော့ကောင်းတဲ့ခုံနဲ့ကြွမယ်ပြန်ခြေထောက်ကိုစုပ်မမယ်အိုက်တန်လေး30စက္ကန့်ထိမ့်ပြီးမယ် အသက်ကိုမောတာနဲ့အသက်ကိုပုံမှန်ရှုသွင်းရှုသွိုးလုပ်နိုင်မယ်နော်ဆက်စက်ကပ်ပြီးဆိုရင်ခြားလိုက်မယ်ပြီးရင် LED ထုတ်လိုက်မယ်ခါကြော် LED ပြန်လျှော့အောင်ဒူကောင်းနဲ့ခြားအောင်ဘယ်ရိမ့်မယ်ညာရိမ့်မယ်ဘယ်ညာဘယ်ညာအဲ့ဒါဘယ်ညာကိုတည်ယူပြီးတော့ဆေးခြင်းလုပ်ပြီးပါနော်ဘယ်လိချင်းလုပ်ပြီးတိုင်းခါကြော် LED ပြန်လျှော့ပြီးမယ်နော် ဟောပြီနောက်ဆုံးတစ်ခေါက်ကြရင်ဘေဘချမ်းရေးပြီးအောက်ချတော့အပေါ်ပေါ်မတင်မယ်ခေါင်းဝညာဘချမ်းအောင်ကြည့်မယ်ခါနာခါခိုင်းရင်ဒီပုံစံမျိုးနဲ့ရှော့ပြီးလုပ်ရတယ်အစာကြီးစားထားရင်လုပ်လို့မရအောင်နော်ဘတ်ပြောင်းဟောဟောပြီးပြင်းရှော့ကနေကြရင်အပေါ်ချေကိုရက်ကနေလေးတစ်ချက်ဆောက်ပြီးချပြီးကြနေတန်းရှော့လိုက်မယ်နော်တစ်ချက်ဆောက်ပြီးချမယ် ဟုတ်ပြီပြီးရင်ခြေလေးဆင်းလာမယ်ခနာလေးနားလိုက်ပြီးရင်ညာဘက်ခြမ်းကိုခန္ဓာကိုယ်တစ်ခုလုံးဆောင်းပြီးတော့ထားမယ်အဲအားလုံးပဲလိုက်ပါလေးကြည့်ကြည့်ပါကျေးဇူးတင်ပါတယ်ကိုစင်းနေပြအချမ်းမှချမ်းသာကြပါစေတတ်တာ